ွေလီရှုပ်သွေးရဲ့လူမှုလောကကြီးမှာတဖြည်းဖြည်းနဲ့အသက်တွေကြီးလာတဲ့အခါကျတော့ပျော်စရာတွေနည်းလာပြီးဝမ်းနည်းစရာတွေပိုများလာတဲ့တာအားလုံးသိကြမှာပါတခုပြောပြချင်တာကလူတိုင်းလူတိုင်းကပြောအောင်နေပါပြောပြောနေနော်စသဖြင့်မကြာခဏပြောပြတတ်ကြပေမဲ့ဘသူမှဝမ်းနည်းနော်ဝမ်းနည်းလိုက်ပါလို့ပြောမိကြတာပဲတကယ်ဆိုဝမ်းနည်းမှုကလည်းကျွန်တော်တို့ရဲ့စိတ်ခံစားချက်အထက်ကတစ်ခုပဲဆိုတော့သူ့အတွက်လည်းအချိန်ပေးတင်တယ်မဟုတ်လား ဒီစိတ်ခံစားချက်တွေဟာကျွန်တော်တို့တဝါလုံးဖြစ်နေမှာဆိုတော့ဟန်ချက်ညီအောင်ထိန်းထားဖို့တော့လိုမယ်ဗျပျော်ရွှင်မှုကိုပဲတန်ဖိုးထားကြပြီးတော့အမြဲတမ်းပြောရမယ်ကွာဆိုတာမျိုးကကြတော့ဘာလို့တေးဦးဝမ်းနဲ့နေပါလဲဆိုရင်တောင်ပြောင်းအောင်နေရမယ်ဆိုတာကတော့ တဘာဝမကြောက်ဘောလေဒီတော့ဝမ်းနေခြင်းဆိုတာဘဝမှာဘလို့အတုံးဝင်လဲဆိုတာကိုသိဖို့လဲလိုအပ်တယ်ဝမ်းနေမှုတွေကိုရှောင်ပြေးပြီးပြောအောင်ဟန်ဆောင်ပြစ်လိုက်တာကတကယ်ပြဿနာဖြေရှင်းနေမှာဟုတ်သေးဘူးဝမ်းနေမှုကိုဘလို့ရင်ဆိုင်ဖြေရှင်းကင်တွယ်မလဲဆိုတာကမှလက်တွေ့ဘဝအတွက်အတုံးဝင်နေတယ်ဒီအကြောင်းအရာကို inside out ဆိုတဲ့ကတ်တွန်းကားလေးထဲမှာလှလှပပပုံဖော်ထားတဲ့အကြောင်းကိုဒီနေ့ပြောပြချင်ပါတယ်ဒီဇာတ်ကားလေးက2015လောက်ကထွက်ရှိခဲ့တဲ့ကတ်တွန်းကားလေးတကားပါဇာတ်လမ်းလေးကအသက်7နှစ်အရွယ်ပဲရှိသေးတဲ့ Riley ဆိုတဲ့ကလေးမလေးရဲ့အုံနောက်ထဲမှာရှိတဲ့စိတ်ခံစားချက်၅ခုကိုလူ900လို့ ုံဖော်ထားတာသူတို့ကရိုင်းလီကိုမောင်းနှင်ထိန်းချုပ်တယ်ပေါ့ဗျာအဲ့ဒီ၅ယောက်ကတော့ join ဆိုတဲ့ပျော်ရွှင်မှု sadness ဆိုတဲ့ဝမ်းနည်းမှုအင်္ဂါဆိုတဲ့ဒေါသ fear ဆိုတဲ့ကြောက်ရွံ့မှု disgust ဆိုတဲ့ဆက်ဆုံမှုတွေနားရှုံမှာဆိုလို့ပျော်ရွှင်မှုဝမ်းနည်းမှုတို့လို့ပြောနေတော့ဗင်းね join ကို sadness တို့လို့ပဲ ပြောလိုက်တော့ပါမယ်။ဇလန်းစာရန်လီရဲ့ငယ်ဘဝတစ်ချောင်းလုံး join ရပဲအများဆုံးဥဆောင်ထိန်းချုပ်လာတာအသက်၁၇နှစ်ပြည့်တဲ့ ठी ပေါ့ဗျာ။ဒီတော့ငယ်ဘဝရဲ့မှတ်ညံတွေကလည်းကြော်စရာတွေပဲများတာပေါ့။အဲ့ဒီချိန်မှာကန်ဂျမာလေပြောင်းကဘာဖြစ်လာတယ်လဲဆိုတော့ရန်လီရဲ့မိသားစုကလက်ရှိနေနေတဲ့မီနီဆိုတာကနေဆန်ဖရန်စစ္စကိုအိမ်ပြောင်းရပါလေရော။အိမ်အစ်စ်မှာပြောင်းအောင်နေဖို့အတွက်သူ့မှာစိန်ခေါ်မှုတွေစလာတာပေါ့ဗျာ။ဒါပေမဲ့အိမ်အစ်စ်ကကျဉ်းကျဉ်းလေးနဲ့နေရတာလည်းအဆင်ပြေမဲ့ပုံ မပေါ်ဘူးအဖေနဲ့မိကလည်းသူ့အလုံးနဲ့သူစကားများအလုပ်တွေရှုပ်နေတော့သူ့ကိုကူးမဆိုင်နိုင်ကြဘူးဒီကြားထဲမှာသူတို့ရဲ့အိမ်ပစ္စည်းတွေတဲလာတဲ့ကားကလည်းတော်တော်နဲ့မရောက်တော့ Randy ခင်ဗျာဝမ်းနေကျင်လာတာပေါ့လေဒါပေမဲ့အဲ့ဒီအချိန်မှာဂျိုင်းကပဲဥဆောင်ထင်းချုပ်ပြီးတော့ Randy ကိုမပြောပြောအောင်လုပ်တာပေါ့လေဝမ်းနေနေတာတောင်မှစက်တနက်ကိုထင်းချုပ်ခွင့်မပေးဘူးပေါ့လေ Randy ရဲ့မိကလည်းတမီလီပြောအောင်နေပေးလို့ကျေးဇူးတင်တဲ့အကြောင်းပြောပြတော့ Randy ခင်ဗျာဝမ်းနေကျင်တာတောင်ဝမ်းနေချိန်မရဘူးဖေတို့မိတို့အတွက်ပြောအောင်နေပေးရမယ်ပေါ့လေ Randy ဒီလိုနဲ့အကြောင်းအစ်စ်ကိုရောက်တော့ ကိုကိုကိုမိတ်ဆက်နေရင်ဆက်နက်ကဝင်ထိန်ချုပ်ဖို့လို့တော့ join နဲ့အမှအလူရက်တွေဖြစ်ပြီးတော့ join ရောဆက်နက်ရောမှတ်ဉဏ်တွေပျောက်တဲ့ memory dam လေးကိုရောက်သွားကြရရော rally မှာရုပ်ရက်ပြောတာရောဝမ်းနေတာရောမရှိတော့တလို့ဖြစ်သွားတာပေါ့ join နဲ့ဆက်နက်မရှိတော့ rally ကို anger fear နဲ့ disgust တို့ကထိန်ချုပ်မောင်းနေရောအဲ့တော့ ရန်လီကစိတ်တွေရှုပ်ထွေးလာပြီးတော့အိမ်ကနေထွက်ပြေးဖို့အထိပါဖြစ်လာတယ်။ရန်လီရဲ့ပြောစရာကောင်းတဲ့ဘွားကနေဆက်ရှုပ်စရာအခြေအနေကိုဝုန်းကနေဆိုချက်ချင်းရောက်လာတာပေါ့။အဲ့ဒီအချိန်မှာ join နဲ့ set နဲ့ကလည်းရန်လီရဲ့မှတ်ညာထိန်းချုပ်ခံကိုမရောက်ရအောင်ပြန်ဖို့ကြိုးစားနေတာပေါ့။အဲ့လိုကြိုးစားရင်းနဲ့ join က set နဲ့ရဲ့အရေးပါပုံကိုတဖြည်းဖြည်းနဲ့တိလာခဲ့တယ်။ဒီလိုနဲ့ပဲခက်ခက်ခဲခဲကြိုးစားပြီးတော့ join နဲ့ set နဲ့ထိန်းချုပ်ခံကိုပြန်ရောက်လာကြတယ်ပေါ့ဗျာ။ရန်လီကတော့အိမ်ကထွက်ပြေးဖို့ basketball တောင်းရောက်နေပြီ။အဲ့ဒီမှာမှ join က set နဲ့ကိုနေရာပေးပြီးတော့ထိန်းချုပ်ခိုင်းလိုက်တယ်။ဒီတော့ရန်လီလည်းအသည့်တွေပြန်ဝင်အိမ်ကိုပြန်မိပါရီရှိ။ဟွန်ဟာဝန်ခံပြီးတော့ စိတ်တွေပြန်ပြီးတော့တည်ငြိမ်လာတာပေါ့ပေးချင်တဲ့ message က one name ပါလေကျွန်တော်တို့လူသားတွေအတွက်အရေးကြီးတဲ့စိတ်ခံစားချက်တစ်ခု ဖြစ်ပါတယ်ဆိုတာကိုပြောချင်တာပါပျော်ရွှင်မှုကိုပဲတံပိုးထားကြပြီးတော့ဝမ်းနည်းမှုကိုကြတော့အခက်မလို့အကြောင်းထိုးထားတာမျိုးမလုပ်တင်ပါဘူးကျေတော့စစ်မှန်တဲ့ပျော်ရွှင်မှုရဖို့ဝမ်းနည်းမှုကိုလည်းလက်ခံရမယ်ဆိုတဲ့အကြောင်းကိုလည်းသိတင်ပါတယ်ဒီတော့ဒီဇလန်လေးမကြည့်ရသေးရင်ကြည့်ကြည့်ဖို့အကြံပြုချင်ပါတယ်ကျွန်တော်ပြောပြတာတွေထပ်ပို့ပြီးတော့ဇလန်လေးမှာဇလန်ဆက်ကွက်ဆုံဆုံလင်းလင်းပါပါတယ်ဒါကြောင့်မို့ကြည့်လို့ကောင်းပါအသေးချပါပဲအဲ့ဒါစကားမဆန် inside out က inside out တူးလည်းထွက်ပါပြီဒီတော့နှစ်ကားလုံးတစ်ဆက်တည်းကြည့်ရင်ပို့ပြီးတော့ကောင်းပါတယ်ဒီဗီဒီယိုလေးကိုဒီလောက်နဲ့ပဲညနာခွင့်ပြုပါကျွန်တော်ကတော့ဝင်းကြော်စွာဖြူပါ ားလုံးကျေးဇူးတင်ပါတယ်။နောက်နေ့မှပြန်ဆုံကြရအောင်။